မင်္ဂလာပါကဘာကြီးရေကျွန်တော်ဒီနေ့ဘန်ကောက်ရုံးမှာဝါဆိုသင်္ကန်းကြိုက်အောင်ဗျာတန်ဃာတော်ရှင်သမြတ်တွေကိုတန်ဃာကုံတရားကုံအောင်ပြုပြီးတော့မှကာလာဒါနဝါဆိုသင်္ကန်းနေစက္ကလူတန်းနေကျွန်တော်ဒီနေရာမှာဝါဆိုသင်္ကန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အမှတ်မှားနေတဲ့ကိစ္စတခုလည်းရှိပါတယ်တကယ်တော့ဝါဆိုသင်္ကန်းဆိုတာဒီဝါဒင်းကာလ3လအတွင်းအပိကတ်မဲ့သင်္ကန်းအမျိုးအစားတော့မဟုတ်နေဘူးဗျကျွန်တော်ဒီညမှာသင်္ကန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလောက်ပြောပြပါရစေ ဒီဘိုင်းမင်္ဂလာပါကျွန်တော်ဒီနေ့ဘန်ကောက်ရုံးမှာဝါဆိုတင်ကန်းကတ်မှာဖြစ်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်ဦးစင်းသုံးမပင့်ထားတယ်အဲ့တော့ကျွန်တော်တို့တရားနာမယ်တင်ကန်းကတ်ပါမယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောချင်လုံးလုံးပြောပြလိုက်ရတဲ့အကြောင်းအရာတော့ဝါဆိုတင်ကန်းအကြောင်းပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ဝါဆိုတင်ကန်းအကြောင်းမပြောပြခင်ကျွန်တော်ဝါတွင်ဝါဆိုကာလအကြောင်းကျွန်တော်အရင်ရှင်းပြခြင်းပါတယ်ကျွန်တော်ညီမလိုအယူအဆအရဒီဝါတွင်ကာလကို၃လတတ်မှတ်ထားပြီးတော့ ကျွန်တော်အင်္ဂလိပ်လတွေနဲ့ပြောရမယ်ဆိုရင်ဒီဇူလိုင်လလယ်လောက်ကနေအောက်တိုဘာလလယ်လောက်ထိဒီမိုးများတဲ့ကာလကိုကျွန်တော်ဝါရင်းကာလအဖြစ်ကျွန်တော်သတ်မှတ်လို့ရပါတယ်။အဲ့တော့မြတ်စွာဘုရားကဒီဝါရင်းကာလတွင်မှဆိုရင်ယဟန်တန်ဃာတွေကိုเจ้าတော်အားနေမှာဒီခီးသွားခွင့်တွေကိုမပြုတော့ဘဲနဲ့เจ้าတော်မှာပဲတည်င်းသုံးခိုင်းပြီးတော့ဝါရင်းကာလဝါဆိုရပါတယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်ရှင်းပြမယ်။ဒီအဖျားရှင်လက်ထက်ဒီအစောပိုင်းကာလတုန်းကယဟန်နေရာဆိုရင်ဒီမေမိုးစောင့်ကာလဒီ၃လပတ်လုံးခီးသွားခွင့်ရှိရယ်။ ါပေမဲ့မိုးရာတွေရောက်တဲ့အချိန်မှာဆိုရင်ဒီရဟန်းတွေရဲ့ဘောတနည်းအားတနည်းအားကိုကြွားချီရဲ့အချိန်မှာဒီပြိုးဝင်တွေပေါင်းဝင်တွေဒီစိုက်ခင်းရအပင်လေးတွေဟာမိုးရင်းကာလမှာပျက်စီးကြရတယ်ဗောနော်ဒါကြောင့်လဲဝါရင်းကာလကိုရောက်ပြီဆိုတာနဲ့ဖျားရှင်ဟာဒီတန်ဃာတွေကိုတနည်းအားနေတနည်းအားကိုခီးမသွားခိုင်းတော့ပဲနဲ့ကြောင်းတော့မှာပဲတည်တင်းသုံးခိုင်းစေခဲ့တာပါ သဗ္ဗဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗ္ဗဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဒီနေ့လူရှင်ပြည်သားစုတွေကနေပြီးတော့မှတန်ဃာတော်ရှင်သူမြတ်တွေကိုတန်ခါကုံတရားကုံအောင်ပြုပြီးတော့မှကာလာဒါနဝါစုသင်္ကန်းနေစက္ကလူတန်းနေအမြတ်စွာဘုရားကနော်ဝါ20အတွင်းပေါ့နော်အဲ့ဒီပတ်တကူသင်္ကန်းတစ်မျိုးကို ဝိယုံသုံးဆွဲခြင်းကိုဒါဖွင့်ပြတော်မူတယ်ပေါ့နော်ဝါစနစေကျော်မှာသာသနာမှာလည်းဒါနေလိုလာလိုထင်ရှားတဲ့သမားတော်ကြီးဆရာစီဝကရဲ့တောင်းပန်လျှောက်ထားမှုကိုအကြောင်းပြုပြီးတော့မှလူတွေလူတဲ့နော်ဝါဆိုသင်္ကန်းကတိသင်္ကန်းတွေကိုဒါမြတ်စွာဘုရားကခွင့်ပြုတော်မူခဲ့တယ်ကျွန်တော်ဒီနေရာမှာဝါဆိုသင်္ကန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အမှတ်မှားနေတဲ့ကိစ္စတစ်ခုလည်းရှိပါတယ် တကယ်တော့ဝါဆိုသင်္ကန်းဆိုတာဒီဝါဒင်းကာလာ3လအတွင်းအပိကတ်မဲ့သင်္ကန်းအမျိုးအစားတော့မဟုတ်နိုင်ဘူးဗျာကျွန်တော်ဒီညမှာသင်္ကန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလောက်ပြောပြပါရစေအဲ့တော့ဖျားရှင်လက်ထက်တုန်းကသင်္ကန်းဆိုတာကျွန်တော်အခုခေတ်လိုမျိုးအလွယ်တကူလဲဝယ်လို့မရလို့အလွယ်တကူလဲအလူခံလို့မရဘူးဗျာ အဲ့တော့ကသင်္ကန်းတစ်စုံရဖို့အတွက်ဆိုရင်ဒီယဟန်တစ်ပါးပေါ့နော်ဦးဇင်းတစ်ပါးဟာသူကဘယ်လိုလုပ်ရလဲဆိုတော့ဒီတညံကုန်းဒီလိုတုတ်တန်နေမှာဒီလူသေးကောင်းပေါ့နော်ဒီမသားကောင်းမှာပတ်ထားတဲ့ဒီအဝိဆတွေရယ်နောက်ပြီးတော့မျိုးပြင်ရွာပြင်နေမှာလူတွေမလိုချင်လို့စွန့်ပစ်ထားတဲ့ဒီပိဿာဟောင်းအဝိဟောင်းတွေကိုသူကယူပြီးတော့အပိုင်းမိုင်းဖြတ်ဖြဲချုပ်ပြီးတော့ကျွန်တော်တစ်ခေါက်လိုမျိုးတင်ငန်းအောင်ဆိုးပြီးတော့တင်ငန်းအဖြစ်နဲ့ဝတ်ဆင်ရတာပါအဲ့ဒီတင်ငန်းအမျိုးအစားကိုကျွန်တော်တို့ကပန်းနေကူတင်ငန်းအမျိုးအစားလို့ခေါ်ပါတယ်ပေါ့နော် အဓိကဒီလိုပန်းတကူသင်္ကန်းမျိုးစားတွေကိုဝစ်ဆင်ရတဲ့ရည်ရချက်ကတော့ဒီရဟန်းနေအနေနဲ့ဒီဝစ်ဆင်ရတဲ့သင်္ကန်းအပေါ်ပေါ်နော်ဆွဲလန်းတက်မှန်စိတ်တနာမရှိအောင်လုပ်ပါအဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကောသူ့ရဲ့နောက်လိုက်နောက်ပါတယ်ဖြစ်တဲ့ရဟန်းနေရာကိုဘုရားဖြစ်ပြီးနှစ်ပေါင်း20ကျော်တိုင်နေအထိဒီပန်းတကူသင်္ကန်းအမျိုးစားတကူတွေကိုဒါအသုံးပြုပြီးရဝစ်ဆင်ခဲ့ကြတာပါကျွန်တော်ဒီနေရာမှာကျွန်တော်လေးစားတဲ့ကျွန်တော်တို့မြတ်စွာဘုရားရဲ့စိတ်ဓာတ်လေးကိုကျွန်တော်နည်းနည်းလေးပြောပြပြမယ် ိုမြတ်စွာဘုရားငါဘုရားပဲငါပြောရမြအမှန်ငါပြောရတိုင်းတိုင်းလုပ်ရမယ်ဆိုရင်လူသားမျိုးတော့မဟုတ်နိုင်ဘူးဗျ။အဲဘုရားစာလေးဆိုဒီကစာပဲကော။အဲ့တော့မြတ်စွာဘုရားသူဘုရားဖြစ်ပြီးတော့ဒီနှစ်ပေါင်း20အကြာဒီဝါတော်20ရောက်ပြီးရဲ့အချိန်မှာပေါ့နော်။ဒီစေပညာအရာမှာတပတ်ခန့်ခန့်ကောင်းအောင်ကျွမ်းကျင်နေသမားတို့ဤစည်းဝတ်ကမြတ်စွာဘုရားကိုသွားလျှောက်တယ်ဗျ။သူကဘာလျှောက်လဲဆိုတော့ဒီတင်ငန်းတွေကိုပေါ့နော်လူဝယ်ဖြစ်စည်းအဖြစ်နဲ့လက်ခံပေးဖို့သူကလျှောက်တယ်နော်။ အဲဒါကျွန်တော်တယောက်ရဲ့အမြင်ပါပေါ့နော်ညာကျွန်တော်ရဲ့သုံးသပ်ချက်လေးကျွန်တော်နည်းနည်းပြောပြပါမယ်အဲ့တော့ဟိုတမားတို့ကြီးစီဝါကအခုခေတ်ပြောပြမယ်ဆိုတော့ဒေါက်တာပေါ့ဗျာဒေါက်တာဆိုတော့ဆရာဝန်ပေါ့ပေါ့နော်အဲ့တော့ तू อ่ะ तू ကျမ်းမာရေးရှူတော့အမြင်နဲ့ကြည့်မယ်ဆိုရင်ဆွနာဒီအမိုက်ပုံတွေဒီလူသေးကောင်းတွေပေါ်မှာဝစ်ထားတဲ့ဒီအဝတ်အစားတွေကိုရဟန်းနေနဲ့တင်ငန်းနေနဲ့ပြန်ပြီးအသုံးပြုရတဲ့အခါမှာဒီ hygiene ပေါ့နော်ဒီကျမ်းမာရေးအရာတိတ်ပြီးတော့ကျွန်တော်ထင်တာတန်ရှင်းမှုမရှိဘူးဗျာဒါကျွန်တော်ရဲ့အမြင်ပေါ့နော် အဲ့လိုမျိုးသူကမြတ်စွာဘုရားကသူအကျိုးတင်အကြောင်းတင်လဲရှောက်ပြတော့မြတ်စွာဘုရားဒါကိုလက်ခံနေဗျအဲ့တော့မြတ်စွာဘုရားအဲ့ဒီခြံကနေစပြီးတော့ဒီသင်္ကန်းဆိုတဲ့ဒီပစ္စည်းကိုပေါ့နော်လူဝေပစ္စည်းအဖြစ်နဲ့လက်ခံဖို့ခွင့်ပြုပေးခဲ့ပါတယ်ဗျကျွန်တော်မြတ်စွာဘုရားလက်ထက်ကဒီဝါသောသင်္ကန်းကတ်လူရဲ့အချိန်နဲ့ကျွန်တော်အခုခက်ပေါ့နော်ကျွန်တော်ဝါသောသင်္ကန်းကတ်လူရဲ့အချိန်တစ်ခုကကျွန်တော်စန့်ကျင်ဘက်ဖြစ်နေလို့တော့ကျွန်တော်ပြောလို့ရတယ်ဗျာ ဒီနေရာမှာအားလုံးနားလည်အောင်ကျွန်တော်တို့ရဲ့ဒီစန္ဒလာယာတွေကိုကျွန်တော်အပိုင်းသုံးပိုင်းခွဲပြီးတော့ကျွန်တော်တစ်ချက်ရှင်းပြပါမယ်ပေါ့နော်။အော်ကျွန်တော်ပထမဒီလီလာကိုကျွန်တော်ဒီဝါမကျုတ်ခင်ကာလလီလာလို့ကျွန်တော်တတ်မှတ်လို့ရပြီးတော့ဒီဒုတိယလီလာကိုကျတော့ကျွန်တော်ဝါဒင်းကာလလီလာပေါ့နော်။လို့တတ်မှတ်ပြီးတော့ကျွန်တော်ဒီနောက်ဆုံးပြန်တဲ့ဒီလေးလာတော့ကျွန်တော်ဝါချူပီကာလာလေးလာလို့ကျွန်တော်တို့အလွယ်တကူတတ်မှတ်လို့ရပါတယ် ဲ့တော့ကျွန်တော်မန်လီတာနာတက်ကရိုကဒုတိယပါမခေါချုပ်ဆရာတော်ဒေါက်တာပတ္တနာဘုဒ္ဓမာတာရဟောကြားထားတဲ့ဒီဝါသောသင်ခန်းတရားတော်ထဲမှာဆိုရင်ဘုရားရှင်လက်ထက်တော်ကဒီဝါသောသင်ခန်းကိုဆိုနာဝါမချုပ်ခင်ကာလရဲ့ပြီးတော့ဝါချုပ်ပြီးကာလဒီလေးလရဲ့မှာတာကတ်လူခွင့်ရရလို့ဆိုထားပါတယ်ဗျာဆိုလိုချင်တာကတော့ကျွန်တော်ဝါရင်းကာလမှာပေါ့နော်ဝါသောသင်ခန်းကိုအဲ့ဒီခေတ်အဲ့ဒီခါကတ်လူသေးခြင်းမရှိသေးဘူးလို့ပြောလို့ရပါတယ်ဗျာ ဒီလိုနဲ့ပဲပေါ့နော်တနေ့မှာစုတီတယောက်ကသူရှေ့တန်းကိုစစ်တိုက်ထွက်ဖို့အတွက်အကြောင်းဖန်လာပါတော့ရဲ့ဗျာအဲ့တော့ तू ကသူရှေ့တန်းမထွက်ခင်မှာ तू ကုလို့လုတ်ချင်တယ်သူ့အိမ်မှာဒီဝါသူတင်ကန်းကတ်ချင်တယ်ဆိုပြီးတော့ तू ဒီသူ့ရဲ့တပည့်တပန်းတွေကိုဒီဖုန်းကြီးကြောင်လှုပ်ပြီးတော့ဒီဦးစင်းနဲ့ရဟန်းတွေကိုဝါသူတင်ကန်းကတ်ဖို့အတွက် तू ကပြင်ဖိတ်ခိုင်းပါတော့ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီကာလကကျွန်တော်ဝါရင်းကာလဖြစ်နေတာအပါပေါ့နော်ပြီးတော့မြတ်စွာဘုရားကလည်းဒီဝါသူတင်ကန်းနဲ့ပတ်သက်ပြီးတော့ဦးစင်းတွေကိုအစ်စ်ထပ်ပြီးတော့မမင်ရသေးဘူးဗျာ ဒါနဲ့ပဲဦးစင်းနေရဆွမ်းနာစစ်သူကြီးဖိတ်တဲ့အလူကိုမသွားဘဲနဲ့ဒီเจ้าမှာပဲတရင်တုံးမိနေခဲ့ကြတယ်ပေါ့နော်အဲ့တော့စစ်သူကြီးက तू ဖိတ်တဲ့အလူကိုဦးစင်းနေတယ်လဲမလာလဲမလာအောင်သူ့အနေနဲ့ကစိတ်မကောင်းဖြစ်ရတယ်ပေါ့ဗျာဟုတ်ဒီအเจ้าရောမြတ်စွာဘုရားကြားလဲကြောက်မြတ်စွာဘုရားဒီဝါရင်းကာလဖြစ်နေတော့ညားလဲပေါ့နော်အခုလိုမျိုးစစ်သူကြီးလိုမျိုးအရေးပေါ်ဒီရှောင်းတက်ခင်ဒီအလူရှင်တွေပေါ်လာတဲ့အချိန်မှာဆိုရင်ဒီဝါဆိုတင်ကန်းကိုလက်ခံပြီးဖို့မိန်ကြားခဲ့ပါတယ်ဗျာအရေးပေါ်ရှောင်းတက်ခင်အလူဆိုတာဆွမ်းနာကကျွန်တော်ပြောခဲ့လိုမျိုးစစ်တိုက်ထွက်ရကန်ဒီ ခီးသွားခံနီးဝေးခံနီးဖွားခံနီးမိခင်တွေပြီးတော့အခုမှသာနာကိုကြီးညိုပြီးတရားတရားရှိလာလို့လူကျင်တဲ့အခါမျိုးတွေမှာအရေးကြီးလူရတဲ့အလူမျိုးကိုဆိုလိုတာပါအဲ့တော့ဆိုလိုချင်တာကဝါဆိုတင်ငန်းကိုဝါမကျုတ်ခင်တဲ့ဝါကျုတ်ပြီးအပြင်မြတ်စွာဘုရားဒီလိုမိန်ကြားပြီးရဲ့နောက်မှာတော့အခုလိုမျိုးဝါရင်းကာလမှာပါအရေးပေါ်လူကျင်လာတဲ့အခါလှူလို့ရတဲ့အတွက်စက်နေရာဒီကာလပတ်တစ်ခုလုံးဝါဆိုတင်ငန်းကိုကတ်လူလို့ရတယ်လို့ဆိုလိုတာပါဗျာ ဘာဖြစ်လို့ဝါဆိုတင်ငန်းကိုကျွန်တော်ဒီဝါရင်းကာလ3လအတွင်းမှာပဲကတ်ကြရလဲပေါ့နော်အမှန်တိုင်းဝင်ခံမယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်ကလည်းဒီဝါဆိုတင်ငန်းဆိုတာဒီဝါရင်းကာလဒီ3လအတွင်းတရင်ကျို့လာပြင်းညမရောက်ခင် အပီးအမိကတ်မယ်လို့လက်ခံထားတာပါပေါ့နော်အခုကျွန်တော်ဒီဘန်ကောက်ရုံမှာကျွန်တော်ဝါသောတင်ငန်းကတ်တဲ့အလှလေးလို့လို့ကိုဒီဆရာတော်ဟောရဲ့တရားကိုနားလိုက်တဲ့အချိန်မှာဟိဝါသောတင်ငန်းဆိုတာကျွန်တော်ဒီ၁၂ရာဒီကာလပတ်တစ်ခုလုံးကတ်လို့ရရဲ့တင်ငန်းပါလားဆိုတာသိခဲ့ရတယ်ပေါ့နော် ကဲကဘာကြီးရေဒါကျွန်တော်တို့ပြောချင်လို့လို့ပြောပြလိုက်တဲ့ဝါဆိုသင်္ကန်းအကြောင်းပဲဖြစ်ပါတယ်အားလုံးကြာကြမြာမြာအမြာအမြာယူတော်မူကြပါစေကုန်တော်ဒါတို့ ကဲအားလုံးပဲဒါကတော့ကျွန်တော်တို့ပြောချင်လုံးလုံးရဲ့ဝါသူတင်ငန်းအလူလေးပဲဖြစ်ပါတယ်ဗျာ มาในบรรดา